စာပေလောကရဲဆိုတော့တပည့်တော်ငယ်ငယ်ကလေးကပြီးတော့ဘွာတန်းချောင်းရဲ့လိုမနေခဲ့ရအောင်။အော်။တန်းချောင်းက88ရေခင်းမှာ6တန်း2တဝက်။အော်။အဲ့မှာအသက်ကလည်း9နှစ်သားမှနေရဆို73နှစ်သား။အီ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 အဲ့တော့နောက်ပိုင်းကျွန်တော်တပည့်တော်ကျောင်းဆက်မနေဘူး။ဘယ်ရက်သားတုန်း။ပြီးတော့တင်္ဃာသားဗျာ။ဟေး။ပြတော့တင်္ဃာသားဗျာ။တင်္ဃာဘယ်နာရော။တင်္ဃာဒီရှားတို့အိမ်သားပဲဟိုတုန်းကတော့ဘာဆံပွင့်လို့ပါအောင်နဲ့။ အိုင်နာပါဗျာကန်ချော်လမ်းလေးရပါဗျာဘီရောဖီဖီအာဒီတော့အဖေကကိုချင်းငွေအမေကဒေါ်လေးတွေအဖေကတန်ဘူးလေးသားဗျာတန်ဘူးလေးသားလည်းပြီလို့ပါအေးဦးဇင်းနဲ့ပြန်လာတာပြန်ပါဗျာဦးဇင်းတို့တပီတော့သိပါတယ်ခင်ဗျာဟုတ်တပီတော့ဦးဇင်းတို့တိုက်ကြီးရဲ့ဘေးနာလေးကကြက်ကင်ပါဘေးမှာပြီးတော့ဟိုးရရောင်စားခဲ့ရပါတယ်ဩလာပြန်ပါဗျာအေးဦးဇင်းလည်းငရုတ်နဲ့မမတ်မိဘူးအဲ့တော့တင်ငါးရောင်ကောင်းကောင်းချက်ချက်ချက်လို့တကောင် ကျက်လုတဲ့ကောင်တွေတော်တော်များများတော့မရှိကြတော့ဘူးဟင်ဒီအများကြီးပဲကျက်လို့တကောင်းတယ်မှာပဲဟုတ်လားတကောင်းအဲ့နဲ့ဥစ္စနာမကွင်းရရောင်းလိုက်သေးလားရောင်းခဲ့တယ်ဗျာအင်းအဲ့တော့ဥစ္စမသိဘူးသတိမထားမိဘူးလားဘယ်လိုလဲဟုတ်တယ်ဗျာပြီးတော့လည်းအဲ့တော့ကိုကိုညာတစ်ဖက်ဒီကြက်ကေကကောင်းနေနဲ့လောင်ချင်ချနေရတာတစ်ဖက်ဆိုတော့ပြီးတော့အဲ့လိုပေါ့နောက်တပြီတော့အဲ့တော့အတိုင်းတပြီတော့ခံယူချက်ကလေးပေါ့ဗျာတန်းချောင်းနေမှာစားတတ်မှာမဟုတ်ဘူးဒါပေါ့ အပြင်လောကရဲ့စာပေတွေကိုကြိုးစားပြီးတော့ဒါဖတ်ခဲ့မယ်သင်ခဲ့မယ်ဆိုလို့ရှိရင်ပြီးတော့ငငယ်တွေကလည်းဟိုစာသင်ခဲ့စဉ်တော့လည်းပေါ့ဥကျပွေလို့ပါတော့အကြောင်းပြီးတော့သူတို့ကစာထဲမှာတော့လို့ပေါ့လေဟိုစာပေကိုသင်ယူခြင်းစိတ်ရှိအောင်ဒါကတော့ဥပဒေသားလေးတွေနဲ့ပြီးခဲ့ပဲပြီးခဲ့တာပေါ့ပြီးတော့တော့တကယ်လက်တွေ့ကြည့်တကယ်လက်တွေ့ပဲစာအုပ်တွေကိုဖတ်တယ်လေ့လာတယ်ပြီးတော့စာမဖတ်ရင်တနည်းတနည်းစာမဖတ်ရင် နေမကောင်းဘူးဘယ်သူအစာပဲဖြစ်ဖြစ်ဝတ္ထုဆိုလဲဖတ်လိုက်တာပဲသတင်းစာလဲဖတ်လိုက်တာပဲဂျာနဲ့နီးရောက်ောက်ဖတ်တာပဲပြီးတော့ဒီဆရာရဲ့ဆုံးမသွားတယ်အပူကြီးပြီးတော့စာမတက်လမ်းမှာဖတ်ဆိုပြီးတော့တကယ်မတက်တော့ပြီးတော့လမ်းမှာအော်ဖတ်တယ်အဲ့တော့ကားရဲ့နောက်မှာတူယူတာလို့ရေးထားတာတူယူတာလို့ရေးထားတာကိုပြီးတော့ TOYODA လို့ပဲအော်ဖတ်တာကိုမအတန်မလောက်တတ်တာအဲ့မှာမှသူကပြောလောင်းกว่าငါကြီးอ่ะမင်းတကယ်စာတက်ချင်တဲ့စိတ်ရှိတယ် ။ဟာကျွန်တော်တက်ချင်တာပေါ့။အဲ့ဒါနောင်ပြမှတ်တာတူယူတာလို့ပေါင်းထားကွာ။ပြီးတော့အဲ့လိုပြီးတော့မသိရင်မသိတဲ့ကိစ္စတွေမှလို့ရှင်ပြီးတော့မချက်ဘူးဗျာ။မင်းရမှာမချက်ဘူး။လူနာမည်ကလူနာမည်ကမိုးအောင်ပါဗျာ။မိုးအောင်ဟိုစာရင်းစီကကလောင်အမီရ။ကလောင်မီကြတော့မောင်ကြီးတိုင်းမကွေးပါဗျာ။ကလောင်ဘယ်နည်းခုတော့ခွဲခဲ့ဘူးလဲ။နှစ်ခုပဲခွဲပါတယ်ဗျာ။ပြီးတော့အဲ့မိုးအောင်ဆိုတဲ့အမီရ။မောင်ကြီးတိုင်းကတော့ဆရာကြီးမင်းတိန်ခါရဲ့ပြောပါတယ်မောင်ကြီးတိုင်းကိုသဘောကျတယ်။အဲ့ ဇက်လိုက်ကိုသဘောကျလို့တပြီးတော့မောင်မီသိမ့်လို့အဲ့တော့မိုးအောင်နေနေဒီသိမ့်နေတယ်ဘာအောင်မြန်းကိုစာပြီးလောက်ကမထင်းထင်းရှားရှားခုနပြောတာကစန်းစန်းတဲ့တာဝရီရဲ့စာပြီးဘာလုံးအဲ့မှာဆူရတာဘယ်လိုလဲပြောအော်အဲ့ဒါဝတ္ထုလိုပါခင်ဗျာဩဝတ္ထုပြီးတော့ကနဦးတော်ကဝတ္ထုလိုဖတ်တော့ဖတ်တယ်မရေးတတ်ပါဘူးခင်ဗျာပြီးတော့အဓိကအလေးနဲ့ထားတာဝါသနာကကြပြားခင်ဗျာကြပြားကိုကာယံကြပြားတွေပေါ့ကာယံကြပြားတွေကိုပြီးတော့ အတန်ဒီအတန်ထားနေမို့တချင်းစီအောင်ပြီးတော့အလောက်ထီအောင်အားကြတယ်လူများတွေရေးတာဆိုတာတွေကိုလည်းအားကြတယ်ကိုကိုတိုင်းလေးရေးတတ်ချင်တယ်ဗျာခဏလေးခဏဆက်ပြောပါအဲနည်းနည်းတော့ဦးဇင်းတော်ခွန့်လို့ပါပြန်ပါဗျာပြန်မကွေးတာလည်းဖြစ်တယ်ရပါတယ်ပြီးတော့ငယ်ငယ်ချင်းအပြူကြီးပြီးတော့စအဲ့လိုကြပြားတွေပေါ့ကြပြားတွေကနေမှဝတ္ထုတွေလည်းပြီးတော့ဒီလိုပဲဝတ္ထုလည်းပြီးတော့ခန်းစားတာပဲဖတ်ပြီးတော့ခန်းစားတာပဲပြီးတော့ပထမဦးဆုံးမှတ်မှတ်ထင်တယ် ဖတ်ခဲ့တဲ့ဝတ္ထုကိုကိုယ်တိုင်ဖတ်ပြီးကိုကိုယ်တိုင်ခဏခဏမြည်ကြီးကြတယ်ခဏခဏပြန်ဖြတ်တယ်အဲ့ဒါဇမ္မာနုနုရဲ့အင်းဝါရဲ့ဘိုစရောက်ဆိုတဲ့ဝတ္ထုတွေပါဟုတ်ဘာလို့ဒီတော့အဲ့ဒါကိုကြတော့အားကြလဲဆိုတော့ဒီလိုငငယ်တိုင်းအဖေနဲ့နှစ်ယောက်ဓွာဒီမှာဈေးလဲရောဘဝနဲ့ရင်းနေရတော့ဓွာဒီမှာဈေးလဲရောင်းတော့အဖေကအလူတွေ့ရင်ရကန်ဝင်းသွင်းနေရောဟုတ်ဒီတော့အဲ့မှာရေခဲကြောင်ဘုံကြီးပေးမှာဒီဘိုစရောက်ဝတ္ထုလေးတွေမှာတော့အဲ့လိုမဟုတ်ပါဘူးသူတို့ကစပင်ညက်တာပါဒါလေးတော့ကွာတာပေါ့တာဖာနေအောင်အဖေရဲ့တမားကြီးနဲ့အတူ နေရတယ်ဘောကအင်းအင်းအင်းအဲ့ကလေးကတပီတော့အနုပညာကိုသိခုံခုံမင်းမင်းအစားတော့စာဖတ်ဖို့ပဲပြီးရနောက်တော့ကိုကိုတိုင်းလည်းရေးကျင်စိတ်ဖြစ်လာတယ်ကိုကိုတိုင်းရေးကျင်စိတ်ဖြစ်လာတော့ပထမအုပ်တော့တပီတော့ကိုကာယံကပြားလေးဝါသနာပါပြီးမှမရေးတတ်ဘူးတပီတော့ကိုထိုင်းမာနေတဲ့ဆရာကြီးတယောက်အောင်နိုင်သူဆိုတဲ့ဆရာကြီးတယောက်ကနေပြောမှသင်ပေးပါတယ်နောက်ပိုင်းကျွန်တော်ဟိုတပီတော့ရဲ့အခက်ခဲရှိမှန်းပြီးတော့ဒီရန်ကုန်ကဆရာကြီးဆရာမကြီးကလည်းပြီးတော့စာအုပ်တွေလှမ်းပို့ ်ပေးပါတို့ကတူတာပေါ့ဟိုတကယ်တက်ချင်တဲ့သူကိုတို့ကဒီလိုလှူရတာတို့အတွက်အများကြီးကြိုးရှိရဆိုပြီးလှူပါတယ်အဲ့မှာပြီးတော့ကြမ်းနေပါလိဖတ်ပြီးလေ့လာပါတယ်ဝတ္ထုလိုမှာတော့ခုပြောသလိုပဲအဲ့လိုနောက်ပိုင်းကျတော့နောက်ပိုင်းဝတ္ထုတွေဖတ်ရတာစိတ်ထဲမှာအရင်တုန်းကလိုရတာမရှိတယ်လို့ပဲလို့အောင်းမိလာတာရဲ့ကိုကိုတိုင်းလည်းရေးကျင်လာတာရဲ့ပေါ့နောက်တစ်ပုတ်ကတပြီးတော့အဲ့တော့ အသက်ကငငယ်လေးရှိသေးရဆိုတော့အသိမကြီးသေးတော့အခြေဝတ္ထုတွေပါဆိုလို့ရှိရင်လည်းဒီအခြေဝတ္ထုထဲမှာတော့ဝတ္ထုတူလေးနဲ့ထိထိမိမိနဲ့ပြီးတော့နောက်ထပ်တစ်ချိန်မြိုက်အကြောင်းရင်းနေတာဆရာလှန်ကြည်ဝင်ပါပဲဇာလန်ကြီးဝင်ရဲ့နှင်းပြောက်တဲ့တွေဖတ်ပြီးတော့ဒီတော့တော်တော်ရင်းထဲမှာခံစားရပါတယ်ဗျာအဲ့ဒါနေပြီးတော့ဦးလေးပဲလေဒီမှာသူ့ညီပဲလေခုနမောင်မျိုးညွန့်ကြီးရင်းမဲ့လေဟုတ်ဒီမှာဗျာဒီတော့အဲ့လိုဘုသူ့စာမစိုး အဲ့လိုဆွဆွလန်းလန်းဖတ်တယ်ဗျာရှာဥစွေဓာတ်တဏိကတော့ပါဆိုလည်းအဲ့လိုဆွဆွလန်းလန်းဖတ်တယ်ဥစွေလန်းကျပြောချင်တာတကယ်တော့ကြည့်ရနှလုံးသားတအားနုနေတယ်ဟတ်နည်းနည်းအထူးမခံဘူးနည်းနည်းဥစ္စာဖြစ်တဲ့သဘောရှိတယ်အဲကောင်းပါလေဘာပြောပြောအခုလိုတွေ့ရတဲ့လည်းဝမ်းသာနော်ဆူရတာကကဦးလေးကချီချူတော့ဘာဆူရလဲဆူရတာဒီရှာမကြီးဆန်းဆန်းတို့ရဲ့တာဝရီကသူကသူ့ရဲ့အသက်80ပြည့်ရယ်စာရေးသက်60ပြည့်ရယ်ပေါ့ဝတ္ထုလိုပြိုင်ပွဲအဲ့မှာသူကအမှတ်တရအနေနဲ့ဝတ္ထုလိုပြိုင်ပွဲလုပ်မှဆိုတော့ ပြီးတော့စုရယ်လို့မရည်ရွယ်ခဲ့ပါဘူးဒါမှမဟုတ်ဟိုကိုရေးတဲ့စာလေးဒီဆရာကြီးဆရာမကြီးဖတ်မိခဲ့ဘူးတဲ့ဆိုရင်ကိုကျေနပ်ပြီဆိုစိတ်နဲ့ရေးလိုက်တာပါဗျာရေးလိုက်တော့သူတို့ကနမကျော်အိယာကတော့မှ9ယောက်ရွေးရတယ်9ယောက်ရွေးပြော်မှာဆရာမကြီးစမ်းစမ်းနှွင့်နဲ့ဆိုင်မုံဆိုင်ဝင်ပရိကုန်းနဲ့ထပ်ပြီးတော့ရွေးရတယ်ကျွတ်တွေးရေးနော်อืมအဲ့ဒီမှာမှာဒီတော့ဝတ္ထုကိုသူတို့သဘောကျပြီးတော့ပထမဆုံးပြေးခဲ့တာပြိုင်နေ ပြိုင်ပွဲဝင်စောင်းလည်းပဲကျွန်တော်ပို့တယ်ခုံလေးနဲ့ခုံလေးပဲဒီဟိုပါပေါ့ကလောင်ရှင်မောင်း240ရဲ့ခုံလေးဦးရှိပါဗျာအင်း240မှာကွာ first second ထိတော့တယ်မှာဗျာတပီတော့ပထမပခုတ်ကူကတပီတော့သားနဲ့ရွေးသူကောင်းမလေးကတတိယဘယ်လောက်နဲ့စုပေးသေးလဲဆယ်သိန်းပေးပါတယ်ဗျာဟောမနေဝဲမစုပါဘူးအော်တွေ့ရတယ်ဝမ်းသာပါတယ်အခုသာဦးစင်းကတော့ဒီထဏောင်းရင်ဝင်စပီဝမ်းကြီးတစ်ခုလုံးကိုတိုးတက်စေခြင်းတယ်ဦးစင်းတို့ မြန်မာနိုင်ငံမှာခုနလိုမီဒီယာစောက်ပေါ်မှာမိုးတော့ဗနဲ့တယ်လီဖုန်းပေါ်ရောက်သွားတဲ့အခါမှာခကြီးကပြောင်းလဲသွားတယ်မြန်မာပြည်အဲ့ချိန်မှာစာရေးဆရာကြီးရဲ့ဝိညာဉ်တွေပျောက်ကွယ်လာတယ်ပေါ့ရှိနေတဲ့ရှေ့ဝိညာဉ်တွေကလည်းတပြေးနဲ့ပျောက်ကွယ်သွားကြမော်ဇွန်ပရိကုန်းတော်မှာအခုဒါသူတို့ရဲ့ဦးစင်းနဲ့ပြောဖို့လို့တော့နည်းနည်းသူတို့မှကြောက်တော့ဆန်းဆန်းတို့ရအစပေါ့ဆန်းဆန်းနဲ့တော်ရီရအစနည်းနည်းလေးဟိုစားဖြစ်တယ်ပေါ့နိုင်ငံကြီးဟိုနည်းနည်းလေးအယောင်တင့်တယ်ပေါ့ ရဲရဲတောက်ပြီအဲ့လိုရှိလာတဲ့အခါမှာဦးဇင်းကတော့ဟိုငငယ်လေးရနေဦးဇင်းနဲ့ခွန်အားဖြစ်ပါတယ်ဆန်းဆန်းနဲ့တာဟိုဒီရဲ့ကောင်းနေတိုင်းမဲ့ချင်းသေးပေါ့ဒါဦးဇင်းတို့အသေးဆွဲသေးပဲဒါကြောင့်အခုသူနဲ့အသက်ကြီးလာလို့တွေ့ဖို့ပါ냐ခင်ဗျာကနိုင်ငံကြီးဥစ္စာအယောင်ကြီးရှိရတော့ကြည့်ဆိုကိုကြောင့်ဘုန်းကြီးဖြစ်နေတယ်အဲ့တော့ကျုံတို့နှုတ်ဆက်ရတော့အခုအလုံးလဲတယောက်မျက်နှာတယောက်တွေ့ရင်ပြောတာပါတွေ့ရတာဝမ်းသာပါတယ်ဦးဇင်းရဲ့ဖုန်းနံပါတ်ကတော့ဆက်လို့ရပါတယ်အမြန်လဲဆွေးနွေးခြင်းပါတယ် စွန်းစားရမှာရဲ့ဧည့်သည်ရည်နဲ့ခုတကတော့အကြောင်းလေးကိုခုနဦးလေးလေးချီးကျူးတော့ညနေလေးပြန်ရရနောက်မပြန်ငင်တည့်ရလောက်လေထပ်ပြီးတော့ဒီကမကွေးမှာရှိတဲ့ပညာရှင်တွေဇာဟိစီယာတွေရဲ့ရင်ထဲကဟတ်တွေဥစဉ်ကလူချင်းมาတယ်ပြန်ပါဗျာနောက်ပြီးဥစဉ်အကြောင်းတော့ငန်းနိုင်ဒါလေးဇတိကကြတဲ့အထက်မှာပါလာတော့အမှုပညာသူရကိုစောလိုက်တာဆိုပါတယ်ခုစားတော့ဆန်နယူဝေရဲ့လောက်ရက်ကလေးတွေတွေ့တွေ့တွေ့နေတော့ တနိုင်ငံဒါမျိုးဖြစ်ရင်ကောင်းမှာပဲလို့အဲ့လေတွေးလို့ဒီမှာလာပြီးအင်တာဗျူးရင်းနဲ့အေးရောက်လာပြီဟိုအကုန်လုံးနိုးထားသိကျင်တော့နော်အဲ့တော့အချိန်ရထပ်ပြီးမယ်နော်နော်ကိုကြည့်တော့နော်တရားထားဖို့တော့လုပ်သက်ပြရသေးတယ်။ကိုကြည့်ကြည့်လေးပါ။အင်းလမ်းမလားဆိုင်မလို့။ဟာတကယ်တော့ထိုင်။အဲ့ဒါတို့ထိုင်နေထိုင်မှာ။လမ်းမကြည့်။ ူဆန်ညီလိုက်ကဲတကယ်တော့လေဦးဇင်းကတည်ရနော်အေးတကောင်နဲ့ဦးဇင်းကဘလို့ဘလို့မမတ်မိတော့တကယ်ပြောတာပါဦးဇင်းကတကောင်ကောင်းကောင်းပြီးပြီးတော့ဟာမင်းပြောအောင်ငယ်တကယ်တော့အကြောင်းလေးပြောပြလာမှာပါဘုရားအင်းဟုတ်ပြီဟုတ်ပြီဟဲ့တော့ဟောပေါ့ဟောနာမည်ကတော့ဟောကိုကြည့်သေးလို့မင်းမတိုင်လာလာဒီဘက်လားအာ no problem ဒီမှာအကုန်လုံးက program တွေပါအင်းပြ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 ဒီတော့နာမည်ကတော့ဟောပေါ့ကိုကြည့်သေးလို့ပေါ့ဟုတ် Guapa la una de Millaros.